ငါ့အကိုကြီးကိုတဲ့မြန်မာလေးအဲသိန်းထောင်ချီမကူညီနိုင်ဘူးတဲ့ဒါပေမဲ့ကိုကြီးသိန်းထောင်ချီရအောင်လို့မြန်မာလေးအဲလမ်းပြပေးမယ်ဆိုပြီးတော့မဟာသမယတုတ်ကိုကိုယ့်ရဲ့ဖုန်းထဲကိုထည့်ပေးတာဘာပန်ကြတော့အလိုမဟာသမယတုတ်ကိုအလိုရွတ်ရတာကိုပြောတာပီတိဖြစ်တာဆိုမမအလိုရွတ်တဲ့အချိန်လေးဆိုသိန်းရတာရှိတာရွတ်ကြည့်အာတော့ကိုကြီးနော်အများကြီးတကယ်တကယ်ပြောင်းလဲသွားမှာဟုတ်တယ်ကိုလင်မိုးတို့မမေသူတို့အရင်အရန်ဟိုလေး ဟိုတကူတည်းကဟိုကိုတို့တွေသွားလဲဘူးကလေးဟိုကအရန်ပြည့်စုံပြီးတော့အေးစေးစေးရှိတဲ့အိမ်လေးမမေသူကအဲ့ post လေးတွေတင်တော့ကိုကလေအဲ့နဲ့မထူးကွာလို့ဆက်လိုက်မယ်ဆိုပြီးတော့အမကဒီလိုဒီလိုသူတို့ကလည်းကြိုးစိုးတာအဲဒီအဲတိစေချင်တာပတ်ဝန်းကျင်မှာရှိတဲ့သူတွေတိစေချင်တာဘယ်သူလာလာနေတိုင်းဖုန်းကြီးဖြစ်တယ်နေတိုင်းထမင်းစားဖြစ်တယ်ဆိုတော့ဖះတရားတော့နေတိုင်းလုံးတင်နေတယ်လုံးတင်နေပေါ့နော်မပတ်ကုနာပြောသလိုပေါ့ဖះစီရှိမှပဲရွတ်မှကောင်းမှပေါ့မဟုတ်ပါဘူးဘယ်နေရာပဲဖြစ်ဖြစ်ရွတ်ကြည့်ပါ ဝင်လေကြလို့ရှိရင်လည်းဥမာဒီမဟာသမယတုတ်လေးကိုဥမာဝင်လေကြရဲ့အဲ့ဒါလေးလူမတထောင်လူမယ်နေတိုင်းဖရာတရားလောက်ကြပါလို့အမှန်နဲ့အဲ့ဒါလေးကအဲ့ဒါတကယ်တမှုရှိရဲ့အဲ့စကားလေးကနော်ကိုင်နော်ဒီပြင်းဦးလွင်မှာစာရိုက်တဲ့အချိန်ကိုကအဲ့တုန်းကပဋ္ဌာန်းပါဠိတော်ရွတ်တယ်ပဋ္ဌာန်းကျမ်းကြီးတော်မရွတ်သေးပဋ္ဌာန်းပါဠိတော်ရဲ့ဓမ္မစကြာရဲ့ရွတ်တဲ့အချိန်ညီမလေးကအဲ့တုန်းကကိုယ့်ကိုပြောခဲ့တဲ့စကားအဲ့တုန်းကမှတ်မိကိုကြီးငါငါကိုကြီးကိုတဲ့ညီမလေးအဲသိန်းထောင်ချီမကူညီနိုင်ဘူးတဲ့ဒါပေမဲ့ ငွေသိန်းထောင်ချီရအောင်လို့ညီမလေးအဲလမ်းပြပေးမယ်ဆိုပြီးတော့မဟာသမယအတုတ်ကိုကိုယ့်ရဲ့ဖုန်းထဲကိုထည့်ပေးတာတခါတည်းထည့်ပေးတာထည့်ပေးတော့အဲ့တော့ကိုကလည်းအိုက်စိတ်ရှိတယ်ကွာအာဒါညီမလေးကဒီလိုပြောတယ်ဆိုတော့မရရအောင်ရွတ်မဟာသမယအတုတ်ကလည်းတော်တော်ခက်တာပါဠိလိုရောဘာရောပေါ့နော်အဲ့လိုမျိုးကိုက YouTube ကနေပြီးတော့ဆရာတော်တပါးရွတ်တဲ့ဥစ္စာကိုနားထောင်အเจ้าကြီးရွတ်ရွတ်ရွတ်အဲ့ကလေးကနေကိုကစအဲ့ဒီကနေပြီးတော့ဒါညီမလေးက အဲမဟာသမယတို့ကိုဒီနေ့အထိကိုဆိုအလွတ်ရသွားတယ်အလွတ်ရသွားတဲ့အထိကိုရသွားပြီးတော့ဒီနေ့အထိလည်းမပြတ်မကွက်ရွတ်တယ်အဲရန်ကုန်ရောက်လာတဲ့အချိန်မှာပထန်းချန်းကြီးရကြတော့ပထန်းချန်းကြီးငါ့ကိုတွေ့ရကြတော့နွေ့နွေ့ချစ်ဖွယ်ပေါ့အဲသူကကိုရိုက်ကွင်းကိုလာလှူတာပေါ့အဲ့လိုပေါ့အားလုံးကကိုဝန်းရံပေးကြတယ်ယေရှုရှင်ညီမလေးတွေအော်မမကတော့အဲ့လိုမျိုးပေါ့နော်ဒီမဟာသမယတို့လေးကိုရွတ်စေခြင်းလေအဲကိုကိုတိုင်းလည်းအဲ့လိုမျိုးလေးဟို ဘယ်လိုခေါ်မလဲထမင်းစားလို့ရှိရင်ကိုကြိုက်တဲ့ဟင်းလေးနဲ့များဆိုမင်းရေရှက်ရေစားတယ်လို့ပေါ့နော်မပန်ကြတော့အလိုမဟာသမယတုတ်ကိုအလိုရွရတာကိုပြောတာပီတိဖြစ်တာဆိုမမအလိုရွတ်တဲ့အချိန်လေးဆိုတိတ်အရသာရှိတာရွတ်ကြည့်အာနော်ကိုကြီးနော်မှန်တယ်အဲ့လိုအလွတ်ရသွားပြီဆိုလို့ရှိရင်လေမမတို့ရင်တော့တော့ကိုကြီးပြောတယ်လို့ပေါ့အဲ့လိုမျိုးခတ်တယ်တေချာလေးကြည့်ပြီးတော့လက်ကလေးထောက်ပြီးတချောင်းချင်းရွရတာမမတို့ဆိုအခုဆိုရင်ရွတ်လိုက်လို့ရှိရင်မမဆိုရင်ခါလေးရွရင်9မိနစ်ပေါ့ အဲခါလေးကြရင်ဟိုစကားပြောဟိုဟိုမေ့သွားတာဘာညာဆိုရင်7မိနစ်ပေါ့ဆိုတော့အဲ့လောက်ကလေးပဲယူရတဲ့ခါကျတော့မမဆိုရင်တွေ့တဲ့လူတိုင်းကမမအငဲတဲ့ယူခိုင်းတယ်အဲမမပြောတဲ့စကားလေး၃ခုရှိတယ်အိမ်ကြီးရတယ်ကားကြီးရတယ်တင်းထောင်ချီရတယ်လို့ဆိုတော့မမအဲ့လိုပြောပြောပြစ်တာပေါ့နော်အတကယ်အယုံယုံကြည်ကြည်လေးနဲ့ယွတ်ကြည်အဲဘာလို့ဆိုတော့နှက်ချစ်တဲ့ဂါထာဖြစ်တဲ့အတွက်ကြောင့်မလို့လေအများကြီး တကယ်တကယ်ပြောင်းလဲသွားမှာဟုတ်တယ်အဓိကတော့ဟိုပါ့လူတွေကတော့တချို့ပြောကြတာပေါ့နော်ဟာဟိုလိုချင်တဲ့စိတ်နဲ့မယွတ်နဲ့ဆိုတဲ့ဟာမျိုးတော့ပြောကြပြင်မယ်ဒါပေမဲ့လူပဲလူဆိုတော့အနည်းနဲ့အများတော့ရှိတာပဲစိတ်ပြင်းတာပဲလေစုတောင်းမိတာပဲဘလို့ဖြစ်ဖြစ်အဲ့ထဲမှာမှမလုဖြစ်တဲ့လူတဲ့ဆိုင်တော့လုဖြစ်တာလုဖြစ်သွားတာဟုတ်တယ်မလားပြီးတော့အဲ့လိုလုံရင်းလုံရင်းနဲ့လေကိုတို့တွေမှာတခါလေကြည်ရွရင်းနဲ့ အဲဒီညမာလေးခုနကပြောသလိုပါဆက်စားချင်းယူရင်ကိုရော10မိနစ်ဝင်းကျင်လောက်ကြာတယ်ကြည့်ယူရင်လည်းစိတ်တခါမှဟိုစိတ်လွတ်သွားတာစိတ်ပြန့်လာတယ်ရှိတယ်အဲအရိယာနေမှာတဆင့်ဩဘာပဲဖြစ်ဖြစ်ကိုရွတ်တဲ့အချိန်လေးမှာအာယုံရအောင်ယူမယ်စိတ်ပေါအောင်ယူမယ်ဆိုတဲ့စိတ်ကလေးနဲ့အခုဆိုရင်လည်းဒီကေအလွတ်ယူရင်နဲ့ဒါ အာမျက်လုံးထဲမှာတင်မှာမှိတ်ပြီးတော့တကယ်မြေတာပို့ပြီးတော့တကယ်အဲ့လိုမျိုးလေးတွေညွတ်လာတော့စိတ်လဲကြည်နူးရတယ်အခုဆိုကိုဒါတရားစခန်းမှာအခုကိုလွေမိုးတို့မတ်မီသူတို့အိမ်မှာကိုအခုတရက်တရားစခန်းဆိုလဲကို၃ရက်ရှိသွားပြီအဲ့လိုမျိုးလေးပေါ့ဖြည်းဖြည်းဖြည်းချင်းကိုတွေကပြောင်းလဲလာတာပေါ့ဘယ်ဟာမှတော့အသက်ရွယ်ရတော့ဟိုနောက်ကျတယ်တော့မရှိပါဘူးဟုတ်ကဲ့ဒီလိုမျိုးမနစ်တူလို့ပေါ့နော်ဒီအိမ်မှာတရားစခန်းလေးဖွင့်နေပုံမှာတော့ဖြစ်ဖြစ်ဖြစ်ရတယ်။အာအရန်ဖြစ်ရတော့ညီမလေးပြီးတော့ကိုလင်မိုးတို့မမေတူတို့အိမ်ကအရန်ဟိုလေး ဟိုငကိုတည်းကဟိုကိုတို့တွေသွားလဲဘူးကလေးဟိုကအရန်ပြည့်စုံပြီးတော့အေးစေးစေးရှိတဲ့အိမ်လေးမမေသူကအဲ့ post လေးတွေတင်တော့ကိုကလေအဲ့နဲ့မထူးကွာလို့ဆက်လိုက်မယ်ဆိုပြီးတော့အမကဒီလိုဒီလိုသူတို့ကလည်းကြိုးစိုးတာအဲဒီအဲတိစေချင်တာပတ်ဝန်းကျင်မှာရှိတဲ့သူတွေတိစေချင်တာဘသူလာလာအဲအဲ့ဒီမှာမှနောက်တစ်ခါအဲ့အဲ့အဲ့တရားပြပေးတဲ့ဆရာကလည်းပြောတာ အရန်ရှင်းတယ်အမကိုပြောတယ်တဲ့ဟို ဒီမှာလာလုတ်ပြီးတော့သူကဒီလိုပေါ့ညီမလေးရယ်အခု online ရှိတယ် online ကို join ရမှာဒါပေမဲ့ online ကိုတခါတည်းပဲ join နေဆိုရင် CRD နဲ့ဆရာဆရာမတွေနဲ့အနီးကပ်ဟိုမတင်ပြသေးတာဖြစ်တဲ့အတွက်ဟို online ကနေကြတော့လူအများနဲ့ဆိုတော့နည်းနည်းတင်ပြရတာခက်တယ်လीအဒီမှာလာပြီးတော့အရင်လုတ်ကြည့် OKB ဆိုမှ online join အဲ့အဲ့လိုမျိုးပေါ့ဆရာကဘာပြောလဲဆိုတော့အရန်ကောင်းတဲ့စကားဟိုရေရှည်မလုံနိုင်တဲ့လူကိုမခေါ်လာပါနဲ့တဲ့ အဲ့စကားလေကိုရိုးတွေအတွက်အားဖြစ်တယ်ဘလောက်နော်အလုပ်ရွှေရွှေဟုတ်တယ်အလုပ်ဖြစ်တော့မှလေနော်တကယ်ကိုရိုးတွေကအဲ့လိုတွေးလိုက်ရင်အဲ့လိုပဲတွေးပြတော့လေလုပ်ဖြစ်တာပေါ့နော်အဲ့လိုမပြောရလေမမတို့မှာတနေ့တနေ့အလုံးမြင်းနဲ့မိုးလင်းရမိုးချုပ်ပေါ့မျက်လုံးပွင့်တာနဲ့ဘာကြီးရကိစ္စအကုန်လုံးနိုင်တယ်အခါကျရင်ကိုယ့်ကိုယ်ကိုမေးဒီဖျားစင်ရှိလေးကိုငါဘာလို့မရောက်သေးရလဲသိလားတနေ့တစ်ခေါက်တော့ မဖြစ်မနေရောက်ကုန်ရောက်အောင်ရောက်အောင်ပဲအောက်မှာငါးပါးတီလာလေးဖះရှိမှာတော့မဖြစ်မနေယူကိုယူရမယ်ဆိုတာကိုယ့်ကိုကိုယ်ခိုင်းတာအဲ့လိုမျိုးလေးပေါ့နော်ခိုင်ကြရင်မမတို့တွေဥမာအဲ Facebook မှာခိုင်ကြရင်တရဏဂုံလေးတွေတင်ပေးတယ်နောက်တစ်ခုအဲ့လိုမျိုးကိုယ့်ရဲ့ကုသိုလ်ကောင်းမှုလေးကိုကြီးဆိုလဲအဲ့လိုလေးတွေတင်တင်ပေးရင်ဩငါကဒီမှာတရွတ်နေရငါလည်းရွတ်အောင်မှာပဲတတိယဝါရယ်ကိုကြီးတရားအဲ့လေးတွေကလည်းလေ Facebook မှာလည်းတင်ပေးတင်တယ်ဖီးယားတရားလေးတွေကကြတော့လေ။နောက်မမတို့ memory ပြန်တက်လာရင်လေပိတ်ပီတိဖြစ်တာ မှန်နဲ့ memory လေဟိုးငါအဲ့ထုံးကအဲ့လိုလုတ်ခဲ့တာပဲကြံဖျားတရားလေအဲ့လိုလုတ်ခဲ့တာပဲဆိုတော့ပြန်ပြန်ပေါ်တာပေါ့နော်အဲ့လိုမျိုးလေးဆိုတော့အဲရွတ်တင်တယ်လုတ်တင်တယ်နောက်တစ်ခါအဲ့လိုမျိုးဟိုတစ်ခါလေးကျရင်ဖျားစင်ရှေ့ရောက်မှရွတ်ရမှာလားဟိုဖြည်းဖြည်းလေးရွတ်ရမှာလားမြန်မြန်ရွတ်ရမှာဟုတ်ပါဘူးရွတ်ကြည့်ပါဦးရွတ်ကြည့်ပါဖြည်းဖြည်းချင်းသူ့အတူတည်ပါဘူးကိုဆိုရင်အရင်တော့ကိုဆိုရင်ပထမ်းမဲ့ရွတ်ရွတ်ဒီမဟာသမယတော့ပဲရွတ်ရွတ်ကိုအတန်ကြည်ကြည်နဲ့ အဲ့လိုမျိုးအာရွတ်တယ်ထန်နိုင်ကြတာအဲ့အဲ့လိုမျိုးရွတ်ရွတ်ရင်းကနေအခုကိုတရားထိုင်လာတဲ့အချိန်မှာကျတော့ကို့အနာကနေပြီးတော့ဒီအတန်လေးကြားယုံလောက်ပဲရွတ်ပြီးတော့ဒီအတန်ကိုနားကနေပြန်ကြားနေတဲ့အာယုံကလေတော်တော်လေးအဆင်ပြေအဲ့တော့ဟိုလူကလေပြီးရင်မောမနေတော့ဘူးပေါ့နော်အာရန်ဆိုင်เสียလည်းမလို့တကယ်အဲ့လောက်လေးပဲရွတ်တာလေအခုချိန်မှာပူပြီးကောင်းပြီးတော့ပူပြီးအေးချမ်းလာတယ်ထင်ရတာပေါ့သူကသူဒါဖះကလမ်းပြသွားတာပါပဲရွတ်ဖို့7မိနစ်လောက်ကိုမပေးနိုင်ဘူးအဲ့လိုမျိုး ဩပေးရမှာပေါ့အခုပြောသလိုပါပဲအဲဖုန်းတော်ကြည့်ရနေတိုင်းဖုန်းကြီးဖြစ်တယ်နေတိုင်းထမင်းစားဖြစ်တယ်ဆိုတော့ဖရတရားတော့နေတိုင်းလုတ်တင်နေလုတ်တင်နေပေါ့နော်မပတ်ခုနပြောသလိုပေါ့ချို့ကြတော့မဟာသမယတို့ဖရဆင်ရှိမှာပဲရွတ်မှာကောင်းမှာပေါ့မညာမဟုတ်ပါဘူးဘယ်နေရာပဲဖြစ်ဖြစ်ရွတ်ကြည့်ပါဥမာကိုဥမာဟိုထိုင် TV ထိုင်ကြည့်နေနေခဏလေးဖုန်းလေးတော်မှကြည့်လိုက်ရင်ခါလေးဖုန်းတစ်ခါကြည့်ပြီး Facebook ကိုကြည့်လိုက်လေတနင်္လာနေ့ကဘယ်ရောက်သွားမှန်းမသိဘူးဟဲ့ဘလို့အချိန်ကုန်သွားမှန်းမသိဘူးဖြစ်တာပဲဟာ ဲ့တော့ခဏလေးဘယ်နေရာမှာပဲထိုင်ထိုင်ဘယ်နေရာမှာပဲရောက်ရောက်ဥမဆိုလဲကားပေါ်မှာဆိုလဲကားပေါ်မှာလျှောက်ကားပေါ်မှာရွတ်တာပဲကားမောင်းနေရင်လည်းရွတ်တာပဲအဲ့ဒါလားအဲ့တော့အချိန်မရွေးနေရာမရွေးဒီကုသိုလ်ကောင်းမှုလေးကိုမမကတော့အဲ့လိုစူးစမ်းပြီးလုပ်ဖြစ်တယ်ဟိုနေရာမှာဒီနေရာမှာမဟုတ်ခုနကကိုကြီးပြောသလိုပေါ့ဟိုမြန်မြန်ရွတ်မှာ နေနေရွတ်မှာမဟုတ်ဘူးအဲ့ရွတ်ဖြစ်အောင်ကိုရွတ်ကြည့်လိုက်အောင်အဲ့အဲ့ဒါလေးကအရေးကြီးရပါတော့ ဆိုတော့မမအခုဝင်နေကြလို့ရှိရင်လည်းမမဒီမဟာသမယတုပ်လေးကိုမမတထောင်မမရိုက်ထားပါဗောနော်21ဆိုရင်မင်းဝင်နေစအဲ့လိုလေးဟိုအရင်တော့မမလေးတော့50ပြည့်ပြီဘာဘာတုပ်တုပ်တုပ်ဟာကပထမတော့ငါကိုရဲအဲ့သမီးလှူတဲ့ဟာလေးကနည်းနည်းလေးသေးတယ်လဝါလောက်ကလေးဆိုတော့လေနည်းနည်းအကြီးကိုတော့မှပဲမျက်လုံးကမမြင်တော့ဘူးလေအနီးကဆိုမမြင်တော့ဘူးဆိုတော့လက်တော်ဝါလောက်အဲ့လိုတထွာလောက်ကြီးမမ ပြန်လို့မြမလေးအခုဝင်နေကြရဲအဲ့ဒါလေးအတထောင်လှူမယ်အဲ့လိုဖရားတွေပေါ်မှာလိုက် တင်ပေးထားမယ်အခုခင်းတဲ့သူတွေလက်ထဲကိုရောက်အောင်ထည့်ပေးမယ်မဟာသမယတုတ်လေးနေတဲ့ဖရားတရားလောက်ကြပါလို့အမှန်နဲ့အဲ့ဒါလေးကအဲ့အဲ့ဒါတကယ်တမှုရှိရဲ့အဲ့ဒီစကားလေးကနော်ကိုင်နော်ဟာကျေးဇူးပါကျေးဇူးပါ